ဒီပုတ်ထက်ကဗီဒီယိုတွေကိုအလွယ်တကူတောင်းဆိုနည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะဒီဖိပုတ်ထက်ကဗီဒီယိုပေါ့เนาะကိုချိန်နေတဲ့ဗီဒီယိုကိုဘာဆိုပဲမှကိုမလိုဘဲနဲ့အလွယ်တကူကိုတောင်းနည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะကိုချိန်နေတဲ့ဗီဒီယိုတပုတ်ကိုရွေးလဲပေါ့เนาะအာဒီဒီတပုတ်ကိုကျွန်တော်မိတ်ဆွေများလာဆွေးပြပေးတော့မှာဖြစ်ပါတယ်เนาะအဲကိုချိန်နေတဲ့ဗီဒီယိုတပုတ်ကိုရွေးလဲပေါ့เนาะရွေးပြီးတော့လို့ရှိရင်ခဏလေးเนาะ ဒီဗီဒီယိုကိုကျွန်တော်ကဖုန်းထဲမှာတိတ်မဆိုရင်ဒီဒီညာလေးပေါ့နော်ဒီညာလေးကိုတစ်ချက်နှိပ်လိုက်ပါကိနှိပ်ပြီးတော့လို့ရှင်ဒီ copy လိုက်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါကိနှိပ်ပြီးတော့လို့ရှင်ပတ်ပြန်ထွက်လိုက်ပေါ့နော်ဒါကတော့ကျွန်တော် channel တင်ထားတာဖြစ်ပါတယ်နော်ကဲခုန copy ထားတဲ့ဟာကိုဒီ clone browser တဲ့ကိုဝင်ရမှာဖြစ်ပါတယ်နော်ဒီ clone browser တဲ့ကိုဝင်လာပြီးတော့လို့ရှင်ဒီညာလေးပေါ့နော်ဒီညာလေးက download ဖြစ်ပို့ video ဆိုတာကိုရေးလိုက်ပေါ့နော် တောင်းလို့ကဲဒီလိုမျိုးပေါ့နော်ဒီလိုမျိုးစာတားကိုရေးလဲပေါ့နော်တောင်းလို့ Facebook ဗီဒီယိုဆိုတာကိုရေးလဲပေါ့နော်ကဲရေးပြီးတော့လို့ရှိရင်ဒီမှာတော့ website ကျတော့အများကြီးရှိပါနော်ကိုချိန်နေတဲ့ website တခုခုကိုရွေးလိုက်ပေါ့နော်ကဲကျွန်တော်ဒီအပုံဆုံးဟာကိုရွေးမှာပေါ့နော်ကဲနေပြီးတော့လို့ရှိရင်ဒီနေရာလေးမှာခုနကကိုပီထားတဲ့စာတားကိုဒီနေရာလေးမှာအာစကန်နေနေဖိလိုက်ပါဖိပြီးတော့လို့ရှိရင်ဒီဘေးအဟာကိုတစ်ချက်ထောက်လိုက်ပါ ဲထောက်ပြီးတော့လို့ရှင်ဒီနေရာလေးမှာတောင်းလို့ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှင်ခဏလေးစောင့်ပေးရမှာဖြစ်ပါတယ်နော်ကဲဒီလိုမျိုးကိုအာဒီလိုမျိုးကိုကြာလာမှာဖြစ်ပါတော့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီပုံစုံဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှင်ရပါပြီနော်ဒီဟာဒီမှာနော်သူကသူဆွဲထားတာဖြစ်ပါတယ်နော်ဒီဟာကိုစောင်းရမှာဖြစ်ပါတယ်ဒီဟာကိုပြေလို့ရှင်ကိုရဖုန်းထဲမှာကိုရောက်လာမှာဖြစ်ပါတယ်ဒါကရင်းလွယ်ပါတယ်เนาะ ဘာဆိုလဲကိုမလို့ပဲねဘောเนาะဒီ TikTok ထဲမှာပဲဖြစ်ဖြစ်ဘောเนาะ TikTok ထဲမှာလဲဟာကိုကဗီဒီယိုအာဗီဒီယိုတပုတ်ကြိုက်ရင်ကိုဖုန်းထဲမှာတင်ချင်တယ်ဆိုရင်ကိုကအာ TikTok ထဲကိုတခါလေးဆွဲလို့ရှိရင် TikTok လို့ကိုကိုပါမှာဖြစ်ပါတယ်เนาะအာ TikTok ထဲကဗီဒီယိုကိုကိုရဲ့ဖုန်းထဲမှာတောင်းဆွဲချင်တယ်ဆိုရင်အာ TikTok လို့ကိုကိုမပေါ်အောင်လဲကျွန်တော်ပြပေးတော့မှာဖြစ်ပါเนาะခုနကကျွန်တော်ဆွဲထားတဲ့ဗီဒီယိုပေါ့เนาะဒီထဲမှာပေါ့เนาะဒီမှာเนาะ ကဲဒီမှာเนาะကိုယ့်ရဲ့ဖုန်းထဲမှာရောက်လာပါပြီเนาะကဲဒီလိုမျိုးပေါ့เนาะဒါက Facebook ထဲမှာပေါ့เนาะ Facebook ထဲကဗီဒီယိုပေါ့เนาะဒီဒါကျတော့ TikTok ထဲမှာပေါ့เนาะ TikTok ထဲကဗီဒီယိုတပုတ်ကိုဆွဲလို့ရှင်အာ TikTok logo ကိုမပေါ်အောင်ပေါ့เนาะဘယ်လိုဆွဲရမှာလဲဆိုတာကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတော့ကဲဒီဟာကိုကျွန်တော်စမ်းကြည့်မှာပေါ့เนาะဒီအောက်ဆုံးဟာပေါ့เนาะဒီညာလေးကိုတစ်ချက်နှိပ်ကြည့်ပါတင်နှိပ်ပြီးတော့လို့ရှင်ဒီညာလေးပေါ့เนาะ ဒေါင်းလုဒ်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှင်တရားပြည့်လို့ရှင်ရပါပြီเนาะအာဒီဟာကျတော့လိုကိုပါတာဗောနော်ကဲဒီမှာเนาะ TikTok လိုကိုကိုပါနေတာတွေ့တာဖြစ်ပါတယ်เนาะဒီလိုကိုကိုမပေါ်အောင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုကျွန်တော်မိတ်ဆွေများတို့တင်ဆက်ပေးတော့မှာเนาะကဲခုန TikTok ထဲကိုဝင်လိုက်ဗောနော်ဝင်ပြီးတော့လို့ရှင်ဒီဒီအကောက်ထဲမှာပဲเนาะဒီဟာကိုတစ်ချက်နှိပ်လိုက်ဗောနော်နှိပ်ပြီးတော့လို့ရှင်အာ Facebook ထဲလိုမျိုးဗောနော်ဒီ copy light ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ပါ ကဲထောက်ပြီးသွားလို့ရှိရင်ပပြန်ထွက်လဲပေါ့ကိုချက်နေတဲ့တပုံတစ်ခုအာဗီဒီယိုတစ်ပုတ်ကိုရွေးလဲပေါ့နော်ကျွန်တော်ကမိတ်ဆွေများတို့ပြာတွားပြီးမတို့အာဗီဒီယိုကိုမရွေးတော့ပါဘူးနော်ဗီဒီယိုယူလာပြီးလို့ရှိရင်ဒီခလုံးပောင်စာထဲမှာပဲပြန်ဝင်လဲပေါ့နော်ကဲဝင်ပြီးသွားလို့ရှိရင်ဒီညာလေးပေါ့နော်ဒီဟိုဒေါင်းလုဒ်ဖြစ်ပုတ်ဗီဒီယိုအာဒေါင်းလုဒ် TikTok ဗီဒီယိုပေါ့နော်ဒီလိုမျိုးရေးလိုက်ပေါ့နော်ရေးပါပြီဆိုရင်ကျွန်တော်ဒီဟာကို နေပါဘောနော်ဒီနေရာလေးကိုကြာကြီးဖြည့်ထားလိုက်ပါနော်ဒီပေးရဟာကိုတစ်ချက်ထောက်လိုက်ပါထောက်ပြီးတော့လို့ရှင်ဒီတောင်းလို့ဆိုတာလေးကိုတစ်ချက်နေလိုက်ပါနော်တကယ်နေပြီးတော့လို့ရှင်ဒီနေရာလေးပါနော်အာဗီဒီယိုတောင်းလို့ဗီဒီယိုဆိုတာလေးကိုတစ်ချက်နေလိုက်ပါနေပြီးတော့လို့ရှင်ခဏလေးစောင့်ပေးရပါဘောနော် ီဒီမှာเนาะတူအတူဆွဲထားပြပါတယ်เนาะဒီဟာကပြေလို့ရှင်ကိုယ့်ရဲ့ဖုံးထက်မှာရောက်လာမှာဖြစ်ပါတယ်เนาะဒါကကိုယ့်ရဲ့ line ကိုမူတည်တာဗောနောကိုယ့်ရဲ့ line ကောင်းလည်းမြန်တာဗောနောကျွန်တော် line ကတိတ်အစင်ပြေလို့ဒါလေးကိုပြေအောင်စောင့်ရမယ်เนาะပြီးတော့မှာเนาะ နည်းနည်းပဲလူတွေတော့ဗောနော်ကဲပြီးပြီเนาะပြီးပြီးတော့လို့ရှင်ကိုယ့်ရဲ့ဖုန်းထဲမှာပြန်ဝင်ကြည့်လဲဗောနော်အာခုနဒီ TikTok ထဲကဒါလိုက်ဆွဲတာဗောနော်ဒါကြတော့လူကူပါတာဗောနော်အာအခုကျွန်တော်လုတ်ပြတာဟာကြတော့တရားဗောနော်ဒါကြတော့လူကူမပါတော့ပါဗောနော်ဒီမှာเนาะဘယ်လိုပဲကြည့်ကြည့်ဗောနော်ဒါဒီပေးရဟာကလူကူကိုမပါတော့ပါဗောနော် ဒါကြောင့်လို့ကိုပါတာဗောနော်ဒီဗီဒီယိုကိုမိတ်ဆွေများတော့အကျိုးရှိမယ်လို့ထင်ပါတယ်เนาะဒီဗီဒီယိုကိုချိန်နေတက်တယ်ဆိုရင် like and share လေးကိုနေတွားပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်เนาะ